မိဘနဲ့ပတ်သက်ပြီးတော့မတိမ်ပါစေနဲ့မဆောင်းပါစေနဲ့ဘာဖြစ်လို့လဲမိဘဆိုတာကိုယ့်အတွက်တာမန်လူမဟုတ်ဘူးသူများအတွက်တော့တာမန်လူပေါ့နော်ဒါပေမဲ့ကိုမိဘဟာကိုယ့်အတွက်တော့တာမန်လူမဟုတ်ဘူးသူများနဲ့တန်းတူထားပြီးတော့ဆက်ဆံလို့မရဘူးဘာဖြစ်လို့လဲကိုယ့်ပေါ်မှာမေတ္တာကြည်လွန်လို့ဟုတ်လားကိုယ့်ပေါ်မှာကျေးဇူးကြည်လွန်လို့ဟုတ်လားအေးအဲ့ဒါကမိဘနဲ့ပတ်သက်ပြီးတော့ပြီးတော့ကိုယ့်ပတ်ဝန်းကျင်မှာရှိတဲ့လူတွေ ကိုရဲ့ဆွေမျိုးတွေတာချင်းတွေလို့ဖို့ကံပက်တိညီကိုမောင်နှမတွေရှိတယ်နော်အဲ့ဒါလည်းတော်တော်အရေးကြီးတာပဲအဲ့ဒီပုံကိုယ်တွေနဲ့ပတ်သက်ပြီးတော့ပဲတကကြီးတကမကြီးများမှနောင်တရရတာများပါတယ်ဗျဟုတ်တယ်မို့လားကိုအနာမှာမရှိတဲ့လူတွေနဲ့ပတ်သက်ပြီးတော့နောင်တရတဲ့အကြောင်းသိမရှိပါဘူးအဲ့ဒီလူတွေနဲ့ပတ်သက်ပြီးတော့ဘာမှလည်းပြုံးမတာလည်းမရှိဘူးပြုံမတာလည်းမရှိဘူးဟုတ်လားခေါင်းထဲမှာတောင်းမရှိဘူးတကယ်တမ်းနောင်တရပြီးမှားလိုက်တာဆိုရင်ကိုနာကလူတွေရဲ့အပေါ်မှာကိုလှုပ်တာ၊ကြိုင်တာပြောတာဆိုတာမှားလို့နောင်တရတာမို့လား ဟင်ဒကာကြီးတို့မိုက်မြဟုတ်တယ်နော်